ားလုံးပဲမင်္ဂလာပါမြန်မာ news network ကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်ဥပဒေချိုးဖောက်သူမြန်မာစစ်ဘေးရှောင်များအားပြင်းထန်စွာအရေးယူမည်ဟု မီဆိုရန်ဝန်ကြီးချုပ်ပြောကြားမီဆိုရန်ပြည်နယ်ဝန်ကြီးချုပ်ကူလာတူအောင်မာကမြန်မာနိုင်ငံမှစစ်ဘေးရှောင်များထဲမှတရားမဝင်လို့ရမြပြုလို့သူများအပေါ်တင်းကျပ်စွာအေးအေးယူသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည် ်အင်းဒီဇွန်လ26ရက်နေ့တွင် မီဇိုရန်ပြည်နယ်ရှိသူဤရုံးခန်း၌အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနတွဲဖက်အတွင်းရေးမှူးမစရင်တဘကနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည့်ထိုခန်းနား၌မြန်မာစစ်ဘေးရှောင်ရေးနှင့်ပတ်သက်၍ဆွေးနွေးရာတွင်ဥပဒေချိုးဖောက်မှုများအပေါ်ပြင်းပြမှုရှိလာမည်ဟုတတိပေးပြောကြားခဲ့သည် မြန်မာမှတိကျသေးချာစွာခိုလုံရေးလိုအပ်မှုရှိသူများအနေနဲ့တချို့ကတော့နိုင်ငံရေးအခြေအနေကိုအကြောင်းပြကာနေဆက်ဖြစ်ကြုံဝင်လာပြီးမီဇိုရန်ပြည်နယ်ဤတရားဥပဒေများကိုဖောက်ဖျက်နေကြသည်ထိုသည့်သူများကိုမျှတသေးချာစွာတင်းကျပ်အရေးယူသွားမည်ဟုဝန်ကြီးချုပ်ကပြောသည် ို့ပြင်မြန်မာစစ်ဘေးရှောင်များဤမြန်မာမှတ်ပုံတင်စာရွက်စာတမ်းများအားနေထိုင်သည့်ကာလအတွင်းသိမ်းဆည်းရန်လိုအပ်ကြောင်းနှင့်ဇူလိုင်လအတွင်း၌သူတို့၏ဇီဝအချက်လက်ဘေးမထွက်သေးတာများကောက်ယူသွားမည်ဟုလည်းဝန်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့သည်လက်ရှိအချိန်တွင်မီဇိုရန်ပြည်နယ်တွင်မြန်မာနိုင်ငံမှ ရောက်ရှိလာသောစစ်ပေးရှောင်များစုစုပေါင်း3000ကျော်ရှိနေသည်ဟုတင်ပြရရှိသည် ဦးနေဘုံလက်ထိုင်းဆိုရာက EUG ကိုအတိအမှတ်မပြုမှုကြောင့်မြမရေးဆောင်ရွက်ရာတွင်အခက်အခဲများဖြစ်ပေါ်နေထိုင်းနိုင်ငံမဲဆောက်မြို့တွင် ထိုင်းစစ်တပ်ရဲတပ်ဖွဲ့နှင့်လူဝင်မှုကြီးကြပ်ရေးဌာနတို့ပူးပေါင်းဆောင်ရွက်နေသည့်တောမောအဖွဲ့မှမြန်မာလူမျိုးများအပေါ်စစ်ဆေးဖမ်းဆီးမှုများပြင်းထန်စွာဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍အမျိုးသားညီညွတ်ရေးအစိုးရ EUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဘုံလက်က ထုတ်ပြန်ပြောကြားခဲ့သည် ထိုင်းဆိုရာကအင်းယူဂျီကိုတရားဝင်အတိမတ်မပြုထားခြင်းကြောင့်မြမအရေးဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနေသည်တက်နိုင်သည်မျချိတ်ဆက်ကူညီမှုများဆောင်ရွက်နေတော်လဲအားလုံးကိုမလွမ်းချုံနိုင်ပါဟုဦးနေဘုံလက်ကဖော်ပြသည်အင်းယူဂျီအနေဖြင့်ယခုကဲ့သို့ဖန်ဆီးမှုများနှင့်အတူကြုံတွေ့နေရသည့်အခြေအနေများကိုထိုင်းဆိုရာသို့ချိတ်ဆက်ပြောပြပြီးမြစ်တာရက်ခံမှုများပြုလုပ်နေသည်ဟုလည်းထပ်မံဖော်ပြခဲ့သည် လက်ရှိတွင်မဲဆောက်မြို့အတွင်း3ပီးဆက် e-bike ဆက်ပြီး မောင်းနှင်ခြင်းစပင်းညက်ဆိုင်များဖွင့်လှစ်ခြင်းစသည့်နိုင်ငံသားသားများအတွက်ခွင့်မပြုထားသော လုပ်ငန်းများကိုတော်မောအဖွဲ့က စစ်ဆေး၍ဖမ်းဆီးမှုများဆောင်ရွက်နေသည်ထို့ပြင်ထိုင်းဆိုရမှပေးအပ်ထားသောပန်းရောင်ကက် CI စာအုပ်တို့ကင်ဆောင်ထားသည့်မြန်မာနိုင်ငံသားများကိုပါလက်ရှိအလုံးနှင့်အလုံးရှင်မတူခြင်းအေစီရင်မတင်ခြင်းစသည့်ဖြင့် အကြောင်းပြချက်များဖြင့်ဖမ်းဆီးနေသည့်အိမ်ပိုင်ရှင်များထံအေစရင်မတင်ပြခြင်းကြောင့်ဒဏ်ရိုက်ခံနေရခြင်းလည်းဖြစ်ပေါ်နေသည်ဟုသိရသည်။ထိုင်းဆိုရာက EUG ကိုတရားဝင်အတိအမှတ်မပြုထားတော့လေ EUG နိုင်ငံတကာဆက်သွယ်ရေးသည်တဖြည်းဖြည်းတိုးတက်လာနေသည်အမေရိကန်နိုင်ငံ ဝါရှင်တန် DC တွင်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဖွင့်ထားပြီး UK, Australia, ချက်သမရနိုင်ငံ၊အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယား၊နော်ဝေပြင်သစ်တို့တွင်လည်းကိုယ်စားလှယ်များခန့်အပ်ထားကြသည်။ထို့ပြင်အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့တွင်မှကိုယ်စားလှယ်များရှိနေပြီးအရှေ့တီမောနိုင်ငံတွင်တန်တမန်ယုံတစ်ခုဖွင့်လှစ်ထားကာတန်မတ်ကြီးအဆင့်သူတအူခန့်အပ်ထားကြောင်းသိရှိရသည် Peace Forum 2025သည်မြန်မာနိုင်ငံအတွက်ခင်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနှင့် Federal စနစ်အပေါ်အခြေခံထားသည့်ငြိမ်းချမ်းသာယာသောအနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက်အထောက်အကူဖြစ်စေနိုင်သည့်ရလဒ်ကောင်းများဖော်ထုတ်နိုင်မည်ဟုမြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်ကထုတ်ဖော်ပြောကြားသည်ဖိုရန်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊နေပယ်အသီးသီးမှ ထင်ပေါ်ကြော်ကြားသူများပြည်တွင်းပြည်ပမှပညာရှင်များနိုင်ငံခြားတန်တမန်များအရက်ပတ်အဖွဲ့အစည်းများနိုင်ငံရေးပါတီများအစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများနှင့်ပြည်တွင်းအဖွဲ့အစည်းများစသည့်အဖွဲ့အစည်းပေါင်းများစွာပါဝင်ကြောင်းသိရသည်လူ့ခွင့်ရေးကော်မရှင်ကလည်းအဆိုပါပါဝင်မှုများအပေါ်ဝမ်းမြောက်ဂုဏ်ယူကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်မြန်မာနိုင်ငံမျိုးသားလူ့ခွင့်ရေးကော်မရှင်ကလူ့ခွင့်ရေးနှင့် ငင်းချင်းရေးသည်မဖြတ်ဆဲနိုင်သည့်အပြန်အလှန်တွဲဖက်နေသောအရေးကြီးဆုံးဖောင်ဒေးရှင်းများဖြစ်ကြောင်းယုံကြည်ကြောင်းငင်းချင်းရေးတည်တံ့မှုသည်တစ်ဖက်တစ်လမ်းကပရိပခယောနေသက်သာစီခြင်းသာမကအပြန်အလှန်နားလည်မှုတိဆောက်ခြင်းဆုံးဖြတ်ချက်များတွင်ပါဝင်နိုင်ခြင်း၊ကွဲပြားမှုများကိုလေးစားခြင်းနှင့်တရားဥပဒေအောက်တွင်ဒဏ်တို့ခွင့်ရရှိမှုတို့ကိုရရှိစေနိုင်ရန်ဖြစ်ကြောင်းဆက်လက်ရှင်းလင်းခဲ့သည် ထို့ပြင်ကုလသမဂ္ဂ၏တည်ထောင်သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်း16ကိုကိုးကား၍တရားဥပဒေစိုးမိုးမှုငင်းကြေးနှင့်လူခွင့်ရေးများတရှိမှသာတာဝန်ရှိမှုအုပ်ချုပ်မှုဖြစ်လာပြီးနိုင်ငံတကာနိုင်ငံ၏တည်ငြိမ်မှုနှင့်စင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည်ဟုလည်းအထောက်အထားပြုဖော်ပြခဲ့သည် ပလီပခများကြောင့်ငင်းချမ်းမှုမရှိခြင်းသည်အပြစ်မဲ့သောပြည်သူများကိုမြင်ဆိုင်နေရသောစည်ရဲနွမ်းပါမှုနှင့်ခွင်ပြိုးတိုးတက်မှုနှောင့်နှေးမှုတို့အတွက်အဓိကအကြောင်းရင်းဖြစ်နေကြောင်းထို့ကြောင့်လည်းလူသားကုန်တိုက်ခါနှင့်အညီရှင်တန်မှုနှင့်လူမှုစည်းဝါးဘဝတိုးတက်မှုတို့ကို ထိခိုက်စေသည်ဟုသတင်းထုတ်ပြန်ချက်တွင်သုံးသပ်ဖော်ပြထားသည်။ Iran Nuclear အစီအစဉ်သတင်းကြောင့် The New York Times နှင့်ချင်းကိုတရားစွဲမိဟု Trump ချိန်ချောင်း အမေရိကန်စစ်ပတ်ထောက်လန်းရေးဌာနတင်ရည်အစီရင်ခံစာပေါ်ခြေခံပြီးအီရန်နိုင်ငံရှိနျူကလ িয়ার စက်ရုံများကိုအမေရိကန်ကတိုက်ခိုက်ခြင်းဖြင့်အီရန်၏နျူကလ িয়ার အစီအစဉ်ကိုခဏအချိန်သာနှောင့်နှေးစေနိုင်သည်ဟု The New York Times နှင့် CNN တို့ကသတင်းဖော်ပြခဲ့သည်ထိုသတင်းအပေါ်မကျေနပ်သည့် Donald Trump ကဇွန်25ရက်တွင် ထိုသတင်းဌာနများကိုတရားစွဲမည်ဟုချိန်ချောက်ခဲ့သည်ဟု The New York Times ကဖော်ပြသည် ထရန်ရှိနေမှတထိုင်းမတူပေးဖို့သောစာအရာထိုသတင်းသည်တမရိုက်ဂုံတိတ်ခါကိုထိခိုက်စေနိုင်သည့်အပြင်မျိုးချစ်စိတ်တက်ကင်းမဲ့သည်ဟုဆိုပြီး The New York Times ကိုသတင်းပြန်ရုပ်သိမ်းရန်နှင့်တောင်းပန်ရန်တောင်းဆိုခဲ့သည်ထို့သော The Times သည်ထရန်ဤတောင်းဆိုချက်ကိုဇွန်26ရက်တွင်ပယ်ချခဲ့ပြီးဒါယာဤအစီရင်ခံစာနှင့်အင်းပေါ်တွင်ထရန်အစိုးရအရာရှိများကလည်းအတည်ပြုထားသည်ဟုဆိုသည့် The Times ဤရှိနေ David McGarrow က တောင်းပန်စရာမရှိပါငါတို့အနေနဲ့အမှန်တရားကိုဖော်ပြခဲ့တာဟုပြောကြသည်စီအင်အင်သတင်းဌာနလည်းထရန့်အဖွဲ့ထံမှ ထောက်လန်းရေးအစီရင်ခံစာနှင့်သက်ဆိုင်၍တူညီသည့်ချိန်ချောက်မှုများကိုရရှိခဲ့ကြောင်းပြောရေးဆိုခွင့်ရှိသူတဦးကဖော်ပြခဲ့သည်ထရန့်နှင့်မဟာမိတ်များကသတင်းဖော်ပြမှုများသည် သူ၏မူဝါဒနှင့်စန့်ကျင်နေကြောင်းပြောဆိုက The Times နှင့် CNN တို့အားနာလန်ထက်စွာဝေဖန်ခဲ့ကြသည် Trump ကလည်းလူမှုမီဒီယာပေါ်တွင် ထိုသတင်းဌာနများမှသတင်းထောက်များကိုပယ်ဖျက်ရန်တောင်းဆိုခဲ့သည်ထိုသတင်းများသည်အီရန်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် American စစ်သည်များကိုအထင်သေးစေလိုသည့်ရည်ရွယ်ချက်ဖြစ်ကြောင်းလဲထရန့်ကဆိုသည်ဇွန်26ရက်တွင် ကောက်ခံထားသည့် တည်င်းစာရှင်းလင်းပွဲတစ်ခုတွင်ကာကွယ်ရေးဝန်ကြီးပဟက်ဆက်က ထိုတည်င်းများကိုဖော်ပြသည့်တည်င်းသမားများအပေါ်မကျေနပ်ကြောင်းအတည်ပြုခဲ့သည့်ထို့အပြင်ကနဦးအစီရင်ခံစာထုတ်ပေါ်မှုကိုမငင်းဆိုတော့လေဤဤတွေးရှိချက်များကိုပယ်ချခဲ့သည် The Times အသည်ထပ်မံသတင်းများဖော်ပြခဲ့ပြီးဇွန်25ရက်နေ့တွင် CIA ညွှန်ကြားရေးမှူး John Ratcliffe က အီရန်၏နျူကလ িয়ার အစီအစဉ်ပြင်းထန်စွာ ထိခိုက်ပျက်စီးသည်ဟုပြောကြားမှုနှင့်နိုင်ငံတကာအနုမျိုးစွမ်းအင်အေဂျင်စီမှတာဝန်ရှိသူတဦးကအချို့သောယူရေနီယံတန့်စင်ဆက်များသည်မဆောင်ရွက်တော့ပေမဲ့လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်ကြောင်းသတင်းထဲတွင်ဖော်ပြထားသည်အစ္စရေးနှင့်စစ်ပွဲပြီးချင်းအီရန်ကဖမ်းဆီးမှုကုမျက်မှုများစတိုက်ပြုလို့ အစ္စရေးနှင့်ဖြစ်ပွားခဲ့သည့်စစ်ပွဲအပြီးတွင်အစ္စရေးထောက်လန်းရေးအဖွဲ့များနှင့်ဆက်ဆံရေးရှိသည်ဟုဆွဆွဲခံရသူများကိုအီရန်အာဏာပိုင်များကဖမ်းဆီးခြင်းနှင့်ကုမျက်ခြင်းများဆက်တိုက်ပြုလုပ်ခဲ့သည်ဟုတင်ရရှိသည်။အီရန်လုံခြုံရေးအဖွဲ့အစည်းများကတင်ရအစ္စရေးသူရှုများက ယခင်ကမတွေ့ဘူးသည့်နီလန်းများဖြင့်ထိုးပေါဝင်ရောက်မှုများပြုလုပ်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့သည့်ထိုးနောက်မတင်သာသူများကို စစ်ဆေးဖမ်းဆီးကုမျက်မှုများအရှိန်မြင့်လှုံ့ဆော်လာခြင်းဖြစ်သည်ဟုတုံ့တရသည်အာနာပိုင်များကအဆိုပါထောက်လန်းတဲ့ရင်များသည့်အစ္စလမ်တော်လှန်ရေးအဆောင်တပ် IR ကြီးစီထိတ်တန်းပူကြုံများနှင့်နျူကလ িয়ার သိပ္ပံပညာရှင်များကိုပြစ်မှတ်ထားတက်ဖြတ်မှုများတွင်အရေးကြီးသောအခန်းကဏ္ဍယူခဲ့ကြောင်းယူဆကြသည်။ယင်းသည်အစ္စရေးမော့ဆက်အဖွဲ့အတွက်ပြည်တွင်းကပူးပေါင်းလုပ်ကိုင်နေသူများကြောင့်ဖြစ်သည်ဟုအီရန်ဘက်ကဆိုသည်။အဆိုပါတိုက်ခိုက်မှုများ၏တိကျမှုနှင့်ထိရောက်မှုအပေါ်တုံ့နှုံးမှုများဖြစ်လာပြီးနောက်အီရန်အာဏာပိုင်များက နိုင်ငံတော်လုံခြုံရေးအတွက်ဖြစ်ကြောင်းပြောဆိုလျင်ဖြင့်နိုင်ငံသားထောက်လန်းရေးအဖွဲ့များနှင့်ဆက်နွယ်မှုရှိသည်ဟုမတင်ကားသူတိုင်းအားပြစ်မှတ်ထားခြင်းဖြစ်လာခဲ့သည်ဒါပေမဲ့ရင်းလုံဆောင်မှုများသည့်နိုင်ငံရေးသဘောထားကွဲပြားသူများနှင့်ပြည်သူအချို့ကိုထိမ့်ချုပ်ရန်အာဏာပိုင်များကအတုံးချနေသော နီလန်းတစ်ခုဖြစ်နိုင်သည်ဟုလူထုအနေနှင့်စိုးရိမ်ပူပန်နေကြသည် ဆယ်နှစ်ရကြာစစ်ပွဲကာလအတွင်းတွင်အစ္စရေးအတွက်သူရှိုလုံဆောင်သည်ဟုဆွဆွဲခံရသူ၃ဦးအားအီရန်အာဏာပိုင်များကကုမြက်ခဲ့ပြီးအပြစ်ရပြီးနောက်တည့်ရဖြစ်သည့်ဗုဒ္ဓဟူးနေ့တွင်လည်းလူ၃ဦးအားထပ်မံကုမြက်ခဲ့သည် ထို့နောက်ပိုင်းတွင်လည်းနိုင်ငံတော်ဝန်လုံးတွင်လူပေါင်းရာချီကိုထောက်လန်းရေးလုပ်ငန်းများတွင် ပါဝင်သည်ဟုဆိုကာဖမ်းဆီးခဲ့ကြောင်းသိရသည်ထိမ့်သိမ်းခံထားသူများ၏အတိပေးဝန်ခံချက်များကိုလည်းအစိုးရထုတ်လွှင့်သတင်းဌာနမှရုတ်တံဖြင့်ပြသခဲ့သည်ဆောင်းလာစေတုံးရက်နေ့တွင် အစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ခဲ့သည့် နောက်ပိုင်းတွင် အစ္စရေးစပိုင်ကွန်ရက်သည်အီရန်အတွင်းလှုပ်ရှားမှုများများပြားလာခဲ့ကြောင်းထို့ကြောင့် INOGC နှင့်ဆက်နွယ်သည့် FAS တင်းဌာနက ပြောကြားသည့်အရာ လူပေါင်း900ကျော်ကိုဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။လူခွင့်ရေးဖွဲ့များနှင့်တကြလှရှားသူများက ထောက်ပြဆိုသည်မှာဖမ်းဆီးမှုများတွင် အတင်းအတမဝင်ခံချက်ရယူခြင်းမျှတမှုမရှိသော တရားရုံးစစ်ဆေးမှုများနှင့်စိုးမိုးဖိအားဖြင့်အကြမ်းဖက်စစ်ဆေးမှုများပြုလုပ်ခြင်းဆသောအီရန်၏ရှေးနောင်ကလေးကကျင့်လာသည့်နိလန်းများဖြစ်သည်ဟုရှင်းလင်းထားသည်။ အီရန်ထောက်လန်းရေးဝင်ကြီးဌာနကလည်းအမေရိကန် CIA, အစ္စရေးမော့ဆက်နှင့်ဂျီတိန်အန်အား6တို့အပါအဝင် အနောက်တိုင်းထောက်လန်းရေးအဖွဲ့များနှင့်မဆုံမနစ်တိုက်ပွဲဝင်နေသည်ဟု ထုတ်ပြန်ခဲ့သည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် Like, Subscribe ကောင်းကောင်းလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်။